ကျွန်တော်ခုဘာပြောကျင်လဲဆိုတော့ကျွန်တော်လေကျွန်တော်အာခုနကခုနကဖြစ်တဲ့ဘာ comment မှာမေးထားတာရှိပါတယ်မြို့ထဲက block တွေအကြောင်းကိုရှင်းပြပါတယ်เนาะမြို့ထဲ block တွေအကြောင်းကိုရှင်းပြပါအဲ့ဒါလေးကိုကျွန်တော်လူတူရှင်းလေးကျွန်တော်ရှင်းပြမယ်เนาะ အားလုံးဒါအာမျိုးတဲ့လမ်းလေးကိုတည်ပြီးတဲ့လူတွေအနေနဲ့ပဲကျွန်တော်ရှင်းပြလိုက်မယ်နော်ဘာဖြစ်လို့လဲဆိုတော့ blog တွေကြောင်းရှင်းပြပါဆိုတော့ရဆိုတော့ဗျာအာအာကာကြီးခဝေးကားငယ်ကာကြီးငါတင်တယ်လို့မဟုတ်တော့ဘူးပေါ့နော်အာကာကြီးသားဝေးကန်းကန်းကန်းကာကြီးနဲ့တီးပြီးဝါပြီးကာကြီးလုံးနေ6ရင်ကိုကာကြီးရပင်ကြရတယ်ပဲတည်နေပဲလူတွေကိုပြောတဲ့ဒိတ်ပဲပေါ့နော်အဲ့လိုပါနော်ကဲကျွန်တော်ရှင်းပြမယ်မျိုးတဲ့မှာဘာရှိလဲဆိုတော့လမ်းကြီးက၅လမ်းရှိပါတယ်နော် เนาะ line ง้าล้านရှိပါတယ်အဲနံပါတ်1လမ်းအပေါ်ဆုံးလမ်းဒီဘိုကျောင်းအောင်ဆန်းလမ်းလို့ခေါ်ပါတယ်နံပါတ်2လမ်းဒီအနောက်ယထာလမ်းနံပါတ်3လမ်းဒီမဟာပန္ဒုလလမ်းနံပါတ်4လမ်းဒီကုံတယ်လမ်းနံပါတ်5လမ်းဒီကန္နာလမ်းเนาะအဲ့တော့ ကနာလန်ကကုန်းတယ်လန်းကိုခဏလေးဖယ်လိုက်ပါ ကုန်းတယ်လန်းကကျွန်တော်တို့ဟိုဘက်အာဘူထောင်ကနေပြီးတော့ရွှေတကုံဖျားလန်းအထိပဲကုန်းတယ်လန်းဆိုတာရှိပါတယ်ကြံတဲ့နေရာကတော့ကုန်းတယ်လန်းဆိုတာပျောက်သွားပြီเนาะရွှေတကုံဖျားလန်းရဲ့ဒီဘက်အနောက်ဘက်မှာဆိုလို့ရှိရင်ရွှေတကုံဖျားလန်းဆိုတာအာဟွာဆိုတာမရှိတော့ကုန်းတယ်လန်းဆိုတာမရှိတော့ဘူးပေါ့เนาะအဲ့တော့လန်းကြီးလေးတွယ်ရှိတယ်ပထပါတော့เนาะအပေါ်ဆုံးလန်းဒီပါလဲဟိုကျုပ်အောင်ဆန်းလန်းဒုတိယလန်းဒီပါလဲအနော်ယထာလန်းတတိယလန်းဒီ မဟာဗန္ဓုလလန်းစတုဒ္ဓလန်းဒီကန္နာလန်းပေါ့အဲ့တော့ block တွေဆိုတာဘယ်လိုခေါ်တာလဲဆိုတော့အာသူကခေါ်တာ၃ block ၃ခုပဲရှိပါတယ်အပေါ် block အလဲ block အောက် block နော်အဲ့လိုခေါ်တာရှိတယ်အပေါ် block ဆိုတာဒီပါလဲဆိုတော့ဘုဂျုံအောင်ဆန်းလန်းနဲ့အနော်ယထာလန်းဂျားတဲ့ကဟာကိုအပေါ် block လို့ခေါ်တယ်ရှင်းတယ်နော်1နဲ့2ကြားရဲရလမ်းကိုအပေါ်ဘလောက်ပေါ့ဗျာပြောမယ်ဆိုရင်တော့เนาะကဲ တူးနဲ့သွေးကြားအနွယ်ထာလန်းနဲ့မဟာဗန္ဓုလလန်းကြားတဲ့ကလန်းကိုကြတော့အလယ်ဘလောက်လို့ခေါ်ပါတယ်နော်ကွီးနဲ့ဖော်ကြားဘာလန်းလဲမဟာဗန္ဓုလလန်းနဲ့ကန္နာလန်းကြားဒါမှမဟုတ်ပုံသေးလန်းကြားတဲ့ဟာကိုသူကဘာခေါ်လဲဆိုတော့အောက်ဘလောက်လို့ခေါ်လိုက်တယ်နော်အောက်ဘလောက်ဆိုတာကကျွန်တော်တို့အာပြောရမယ်ဆိုရင် ါဗောနော်တပြက်ဗောဗျာနော်တပြက်ဗောနော်အဲ့လိုအဲ့လိုခေါ်တာဗောမန္တလေးမှာဆိုရင်တော့လေဘယ်လိုခေါ်လဲမသိဘူးတပြက်လို့ခေါ်လားဘယ်လိုခေါ်လဲမသိဘူးနော်အဲ့လိုခေါ်ရတဲ့ထင်တယ်ဒါကကျတော့တပြက်လို့ခေါ်တာဗောနော်တပြက်လို့ခေါ်တာဗောကျွန်တော်တပြက်ဆိုတာဘလော့ဘလော့လို့ခေါ်လိုက်တာဗောနော် block block ဆိုတာကကျွန်တော်ဟိုအတွဲလိုက်ကြီးဗောဗျာအဲ့လိုဟာကြီးကိုအတွဲလိုက်ကြီးကိုခေါ်လိုက်ဗောအင်္ဂလိပ်အင်္ဂလိပ်စကားလုံး block ပြီးရလို့စီးကေ block လို့ခေါ်ရတဲ့တယ်နော်အတွဲလိုက်ကြီးဗောဗျာအဲ့လိုဟာကိုခေါ်သလိုပဲဗောနော်ဒါလေးကိုကျွန်တော် သိတဲ့အသည့်လေးကိုကျွန်တော်အမျှဝေပေးခြင်းဖြစ်ပါတယ်အမှန်ပဲလို့လည်းယူဆတယ်เนาะမှားတော့မမှားပါဘူးကျွန်တော်ထင်လာတော့เนาะโอเคအမှားကြီးလည်းကျွန်တော်မပြောပါဘူးเนาะโอเคဒီတဲ့ကျွန်တော်တက်ပိုကောင်းတဲ့အဖြေတွေရှိလို့ရှိရင်လည်းကျွန်တော် comment မှာလာရောက်အဖြေကြားပေးလို့ရပါတယ်ကျွန်တော်ထပ်ပိုပြီးတော့အတတိကျကျပြောနိုင်တဲ့လူတွေပေါ့เนาะဒါပါတော့เนาะပိုပြီးတော့သိရှိတဲ့လူတွေအနေထားနဲ့ဆိုလို့ရှိရင်ကျွန်တော်ကိုအကြံပေးလို့ရပါတယ်ကျွန်တော်မှမဟုတ်ပါဘူးကျွန်တော်လိုမျိုးမသိသေးတဲ့လူတွေကိုပေါ့เนาะ အဲ့လိုမျိုးကျွန်တော် အကြံပေးလို့ရပါတယ်ဆိုတဲ့အကြောင်းလေးကျွန်တော်သတင်းစကားပါတာပါဒါလေးကတော့မျိုးတဲ့ block တွေအကြောင်းကိုကျွန်တော်ရှင်းပြခြင်းဖြစ်ပါတယ်เนาะကဲအားလုံးလည်း block ဆိုရင်တော့နားလည်လွယ်မယ်ထင်ပါတယ်เนาะအပေါ် block လဲ block အောက် block เนาะဒါတွေကဘာလဲကလပ်ပြက်ရှိနေတဲ့လမ်းကိုပြောတာเนาะโอเคခုနလမ်းကြီး၄ဆွယ်ရှိတယ်လမ်းကြီး၄ဆွယ်ကိုအပေါ်နဲ့အောက်နဲ့ဖြတ်ထားတဲ့လမ်းတွေကိုပြောတာเนาะအဲ့လိုပြောခြင်းဖြစ်ပါတယ်လမ်းကြီး၄ဆွယ်ဒီတောင်မမြောက်ကိုဖောက်ထားတယ်ဆိုလို့ရှိရင်ဗျာကျွန်တော်ခုပြောတဲ့ ဘလော့တွေဆိုတာကအာ12လမ်း13လမ်း14လမ်း15လမ်းအဲ့လိုဟာတွေရဲ့ဘလော့ကိုပြောတာเนาะကလပ်ပြက်လိုင်းဒါတီးပြီးသားနေမှာပါเนาะဒါလေးတော့အာတီးပြီးလို့မေးကြတယ်လို့တော့ထင်မိပါတယ်เนาะ โอเคအားလုံးကိုကျေးဇူးတင်ပါတယ်ဘလော့ဆိုလို့ရှိရင်အာရှင်းပြလာရို့နားလဲလွယ်ကူလိမ့်မယ်လို့လည်းပြောလဲပါတယ်เนาะ โอเคသိချင်တာရှင်းလဲမေးပါတိတိလောက်လေးကျွန်တော်ပြောပြပါမယ်เนาะ โอเคအားလုံးကျေးဇူးတင်ပါတယ်ဗျာ